မင်္ဂလာပါညီမရောနေကြီးပါဒီနေ့တင်ဆက်ပေးသွားမှာတော့ Godan Season 3ရဲ့အပိုင်း15ပဲဖြစ်ပါတယ်ဇလန်းလေးရဲ့အဆက်မှာတော့နေကမဟာတခွဲကန်းတစ်ခုဝင်သွားပြီးအထဲမှာရှိတဲ့သူကိုတနက်နဲ့ချိန်ထားလိုက်ကဘေးဒီတစ်ခုကိုမေးလိုက်ပါတယ်အခန်းတစ်ခုကိုနှလုံးသားတစ်ခုထဲနဲ့ဖြည့်နိုင်တယ်အခြားသူတွေမှလည်းရှင့်ရှိမယ်ဒါပေမဲ့ဝေးမြပေးလို့မရအောင်အဲ့ဒါဆိုကျုပ်ကဘာလဲဆိုပြီးဘေးဒီမေးခဲ့တာပါအဲ့ဒီလူကလည်းအသိဉာဏ်လို့ဖြည့်လိုက်တဲ့အတွက်နေကမဟာဒေါသထွက်သွားပြီးအသိဉာဏ်ဝေးမြပေးလို့မရဘူးလေလို့ပြောလိုက်ကဒါရုပေရဌာနရဲ့ဌာနမူကြီးတစ်ယောက်က ခမရဲ့အလုပ်တွေကိုအသိဉာဏ်နဲ့ဝေမျှပြီးလုပ်နေခဲ့တာပေါ့လို့ပြောလိုက်ပြီးတော့ပြောနေရင်းနဲ့ပဲဒေါသတွေကပိုကြီးလာခဲ့ပါတယ်။ဒီလိုနဲ့နေကမာဌာနမှုရဲ့လက်ကိုကျိုးတုပ်လိုက်ပြီးနောက်ထပ်ဗေဒီခုကိုဖွက်ပြန်ပါတယ်။ဒီတခါလဲမှန်အောင်မဖြစ်နိုင်တဲ့အတွက်နေကမာဒေါသထွက်သွားပြီးခမရကိုအများကြီးမျှော်လင့်ထားတာလို့ပြောလိုက်ပြီးတော့တခြားသူတွေလည်းခမရလိုပဲမဖြစ်နိုင်ခဲ့ကြဘူးလို့ပြောလိုက်ကဂေါ်တာမြို့ရဲ့အသိပညာရှင်တပ်ပညာရှင်တွေဖြစ်တဲ့ဒသနာပညာရှင်နဲ့ပကြီးဆရာတယောက်ကိုပါဗေဒီမမှန်လို့တပ်ပစ်ခဲ့ကြောင်းပြောလိုက်ပါတော့တယ်။ဒီလိုနဲ့နေကမာဟာနောက်ဆုံးအနေနဲ့ဗေဒီတခုကိုထပ်မေးလိုက်ပြီး အဖြေနိုင်တဲ့ဌာနဘူးကိုတခွဲကနဲ့ပိတ်လိုက်ပြီးဖောက်ခွဲတက်ပြစ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ Bruce နဲ့ပုံစံတူကောင်းလေးကိုကက်သရင်းဆိုတဲ့မျိုးသမီးကမျက်ညံနေရအစား Bruce နဲ့တပုံစံနဲ့တူအောင်သင်ပေးထားလိုက်ပြီးအသည့်ညံမှာ Bruce နဲ့တပုံစံနဲ့တူသွားတဲ့ကောင်းလေးကိုသဘောကျနေခဲ့ပါတယ်။ဒီလိုနဲ့ကက်သရင်းကသူ့အစင်သစ်ဖြစ်နေပြီဆိုတဲ့အကြောင်းသူ့အဖွဲ့ဝင်ဖြစ်တဲ့ Gordon ရဲ့ဦးလေးကိုဖုန်းဆက်ပြီးကြောင်းကြခဲ့ပါတယ်။ဒီလိုနဲ့ကက်သရင်းဟာပုံစံတူကောင်းလေးဆိုတာကိုတန်တရားမဝင်စေဖို့အတွက် Effort ပါမရင်မိအောင်လို့ Effort ရဲ့အကြောင်းတွေကိုပါအသေးစိတ်သင်ပေးထားခဲ့တာပါ။ တစ်ဖက်မှာတော့ငကမဟာပင်ကွင်းတည်ဆုံငန်းကြီးတော့ပြောခဲ့တယ်။မင်းကငါမရှိဘူးဆိုရင်ဘာကောင်မှမဟုတ်ဘူးဆိုတဲ့စကားကြောင့်အတော်လေးစိတ်ဖိစီးနေရပြီ။ "तू ကအဲ့လိုလူမဟုတ်ဘူးဆိုတာကိုသူ့ကိုယ်သူတတ်သိပြဖို့အတွက်ဒါကိုဖြေရှာရင်ပညာရှင်တွေကိုတယောက်ပြီးတယောက်တတ်ပြနေခဲ့တာပါ။ဒီလိုနဲ့ငကမဟာစိတ်တည်ငြိမ်အောင်ဆေးတောက်လိုက်ရပြီ။သူ့မျက်လုံးထဲမှာတော့အရင်လိုမျိုးသူ့ရဲ့ကိုယ်ပေါင်းကိုမြင်ရတာမဟုတ်ပဲ။သူ့မျက်ထဲပစ်ချခဲ့တဲ့ရည်တွေဆူရွှဲနေတဲ့ပင်ကွင်းကိုတွေ့နေရတာပါ။ဒီလိုနဲ့ငကမဟာသူ့ရဲ့စိတ်မှန်တဲ့ပုံစံအောင်ပြပေးနိုင်မယ်။ပညာရှင်တယောက်ယောက်ရှာဖွေနေတာသိတဲ့ပင်ကွင်းဟာ ငါတို့ဖီလိန်နေမှာဆရာမရှိဘူးလို့ပြောလိုက်ပြီငါလည်း fish money ကိုတတ်ခဲတော့ကငါကိုငါပင်ကွင်းဖြစ်ခံယူခဲ့တာဘသူအကူညီဦးမှာငါမယူခဲ့ဘူးလို့ပြောလိုက်ပါတော့တယ်ဒီတော့မှနေကမှာငါတစ်ချိန်လုံးအတွေးတွေမားနေတာပဲလို့ပြောလိုက်ပြီငါ့ကိုလမ်းပြမဲ့ဆရာတယောက်လိုနေတာမဟုတ်ဘူးငါ့အတွက်ရန်သူတယောက်လိုနေတာလို့ပြောလိုက်ပြီတကယ်ဆိုးရတဲ့ villain ဆိုတာသူ့ကိုတားတဲ့သူတွေကိုလိုက်ပြီးဆုံးဖြတ်ရတာလို့ပြောလိုက်ပြီသူ့ရဲ့ညံရင်နဲ့ကိုက်ညီတဲ့ berry တွေကိုပေါ်ထုတ်ဖြေနိုင်မဲ့သူကဂေါရုံတယောက်ပဲရှိတယ်ဆိုတာကိုသိလိုက်ပါတော့တယ်တစ်ဖက်မှာတော့ lucy ရဲ့ဟာ ခေါ်တယ်မြို့ကပညာရှင်နေကြီးပဲအသက်ခံနေရတာ6ရောက်တော့ဖြစ်နေပြီဆိုတဲ့အကြောင်းကိုဟာဗေးကိုပြောပြလိုက်ပြီမနေ့ညကပဲသူ့ရဲ့ professor ဟောင်းတယောက်ဖြစ်တယ်ဓာတုပေဒပညာရှင်ကသူ့ရဲ့တခွဲကမ်းမှာပဲမိလောင်ပေါက်ကွဲပြီးတည်ဆုံသွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဟာဗေးကတော့မင်းတခွဲကမ်းမှာနေရတာကြလို့ပြင်းလာလို့ဒီလိုတွေလုပ်နေရလားလို့မေးလိုက်ပြီကျွန်တော်ဥဆောင်ခဲ့တဲ့လူသက်ပွဲညကအလောင်းတွေကိုတောင်ရှာလို့မကုန်သေးဘူးပျောက်ဆုံးနေတဲ့မြို့တော်ဝန်ပင်ကွင်းကိုလည်းရှာမတွေ့သေးဘူးမင်းရဲ့ထင်ကျေးနဲ့ပြောနေတဲ့ပညာရှင်တွေအသက်ခံမှုတို့ကရဲအင်အားတွေကိုခွဲတန်းချပေးဖို့ငါ့မှာအလုံးလောက်မရှိဘူးဆိုပြီးပြောလိုက်ပါရတယ် ်လူစီရက်ကတော့သူတခွဲကမ်းမှပြင်းနေဆိုတာမှန်ပေမယ့်ပြင်းလို့ဒီလိုတွေရှောက်လုံနေတာမဟုတ်ဘူးလို့ပြောလိုက်ပြီဒီအမှုကိုကင်တွယ်ဖြစ်ရှင်းနိုင်မို့ဂေါ်ရုံပြန်ခေါ်ခွင့်ပေးပါလို့ပြောလိုက်ပါတယ်ဟာဗေးကတော့ဂေါ်ရုံကသူ့ရဲ့ပျောက်ဆုံးနေတဲ့ဦးလေးနဲ့ခုမှပြန်တွေ့ရတာလို့ပြောလိုက်ပြီအခုချိန်မှာဂေါ်ရုံကပြည့်ပြည့်ဝဝအနားယူဖို့လိုတဲ့အတွက်တမင်အပြံမွေးဖို့အနားယူခိုင်းတာလို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲစပြည့်သီးဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကရဲစခန်းထဲဝင်လာပြီဂေါ်ရုံရှိလာဆိုပြီးအော်မင်းနေခဲ့ပါတယ်ဟာဗေးကတော့ဒီမှာစပြည့်သီးလူသားမင်းပြောချင်တာရှိရင်ငါတို့ပြောခဲ့ဂေါ်ရုံကတော့မရှိဘူးလို့ပြောလိုက်တာကြောင့် အဲ့ဒီလူကကဗျာတပုတ်ကိုရွတ်ဆိုပြပါတယ်။သူ့ရဲ့ကဗျာအိဘယ်ကတော့ဆရာကြီး6ယောက်ကွယ်လွန်သွားပြီးနောက်ထပ်လာဖို့လည်းရှိသေးတယ်။သူတို့ကိုကယ်ဖို့အတွက်ကဘယင်ဘယင်မနဲ့ကိုရန်တော်တွေပဲရှိတယ်ဆိုတဲ့အိဘယ်ဖြစ်ပြီးအဲ့ဒီယာတွေကိုရှာဖွေဖို့သူကင်ထားတဲ့ကက်လေးထဲမှာရှိတယ်ဆိုပြီးစာလေးတစ်စောင်ထုတ်ပေးလာပါတယ်။ကက်လေးထဲမှာတော့မြင်းညောင်းတွေကိုရှုပ်ရှက်ခတ်နေအောင်ဆွဲထားပြီးဒါ့ကိုမြင်ရတဲ့လူစီရက်ကတော့လူသက်သမားကလူသက်မှု6ခုကြောင်းကော်ရွန်တဲလွန်စားလာပေးတာဖြစ်နိုင်တယ်လို့ပြောလိုက်ပြီးနောက်ထပ်လည်းထပ်တက်အောင်မယ်ဆိုတဲ့သဘောဆိုတာကိုရှင်းပြလိုက်ပါရစေ။ ဒီတော့မှဟာဗီယာဟုတ်ပြီမင်းမှန်နေပဲထားလိုက်တော့ဒါဆိုရင်သူပုံဆွဲထားတဲ့လမ်းကြောင်းเนี่ยငါတို့ကဘယ်ကိုလက်ရမှာလဲဆိုပြီးမိလိုက်ပါတယ်တကယ်တော့ဒီလိုညံစမ်းပေရီးတွေကိုဟာဗီယာလုံးဝအောင်နားမလဲတာပါဒါ ਉਹ သဘောပေါက်တဲ့လူစီရက်ကသူပဲဥဆောင်မှမယ်ဆိုပြီးကတ်မှာဆွဲထားတဲ့လမ်းကြောင်းအတိုင်းလိုက်ဖို့လုပ်ပါတော့တယ်တစ်ဖက်မှာတော့နေကမာဟာသူ့ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်တဲ့စစ်တူရင်ခုံနေရှိတဲ့အစီကိုရောက်နေတာဖြစ်ပြီးအဲ့ဒီစစ်တူရင်ခုံနေအားလုံးကိုလျှက်စီးချောင်းနေပို့လွှတ်ထားတာပါဒီလိုနဲ့နေကမာဟာသူ့ရဲ့စိတ်ကြယောဂါအတွက်စိတ်တည်ငြိမ်သွားအောင်ဈေးတွေကိုတောက်နေရပြီး မျက်စိရှိမှလည်းရေစုံနေတဲ့ပင်ကွင်းကပေါ်လာပြန်ပါတယ်။ပင်ကွင်းကတော့စနက်တွေကစားနေလိုက်သေးကမင်းလိုဗီလိန်တယောက်ကိုဂေါရုံအောင်မကူညီနိုင်ဘူးလို့ပြောလိုက်ပြီးမင်းရဲ့ဖြစ်တည်မှုကိုအရှိ့အရှိတိုင်းရင်ဆိုင်သင့်တယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီချိန်မှာပဲဟာဗီတို့ရဲတပ်ဖွဲ့ရောက်လာတာကိုမြင်လိုက်ရပါမယ်။ဂေါရုံမဟုတ်တဲ့အတွက်ငကမားနည်းနည်းတော့စိတ်ပြတ်သွားပါတယ်။ဒါပေမဲ့ငြိမ်ထက်မြက်တဲ့လူစီရဲ့ကိုမြင်လိုက်ရတာကြောင့်သူ့ရဲ့ဗဟေဒီပု္ပ္ပာကိုဖြည့်ရှင်းနိုင်တော့မယ်ဆိုတာကိုသိသွားပြီးစစ်တူရင်ခုံနေအများကြီးရဲ့တခုံကိုလျှက်စနဲ့ short တိုက်လိုက်ပါတော့တယ်။ဒီလိုနဲ့ short တိုက်ခံလိုက်ရတဲ့ခုံမှထိုင်နေတဲ့သူကတော့နေရာမှိုင်းဓာတ်လိုက်တည်ဆုံးသွားပါတော့တယ်။ တဖက်မှာတော့ဂေါ်တော်ဟာသူ့ရဲ့ဦးလေးနဲ့အေဂျင့်နဲ့နယ်မြို့လေးကိုထွက်လာခဲ့တာဖြစ်ပြီးဘာအကြောင်းနဲ့တကူးတကပြောစရာရှိလို့များတိတိခေါ်လာရတာလဲလို့ဂေါ်တော်ကမေးလိုက်ပါတယ်။ဂေါ်တော်ရဲ့ဦးလေးကတော့မင်းရဲ့ငယ်ဘဝတော့ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြောပြခြင်းလို့ဒါပေမဲ့မင်းငါ့ကိုယုံမရမယ်ဆိုပြီးပြောလိုက်ပါတယ်။ဂေါ်တော်ကလည်းကျွန်တော်ရဲ့မိသားစုဝင်တယောက်ဆိုတော့ယုံမာတယ်လို့ပြောလိုက်ပြီးဂေါ်တော်ရဲ့ဦးလေးကမင်းရဲ့အဖေကိုငါအရန်ချစ်ခဲ့တာလို့ပြောပြလိုက်ပြီးငါမင်းကြောင့်ပဲခေါ်တန်မျိုးပြန်လာတာလို့ပြောလိုက်ပါတယ်။ဂေါ်တော်ကတော့ဦးလေးဖြစ်သူကဘာတွေများပြောစရာရှိလို့ဒီလိုတွေချိန်ဆွဲနေရလဲဆိုပြီးတွေးနေခဲ့လိုက်ပါတယ်။ တစ်ဖက်မှာတော့ Bruce Wayne ကို Alfred ကဓာပြက်တင်ပေးနေတာဖြစ်ပြီး Bruce ကတော့သူ့ရဲ့လေ့ကျင့်မှုအတွက်အာရုံမစိုက်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါကိုရိပ်မိတဲ့ Alfred ကမင်း Selina ကြောင့်အဲ့လိုဖြစ်နေတာမလားလို့မေးလိုက်ပြီးစာတိုက်ပုံးထဲမှာ Selina စာတစောင်ထားခဲ့တယ်လို့ပြောလိုက်ပါတယ်။စာထဲမှာတော့မနှက်ပြန်လာတွေ့ဖို့ပြောထားတာဖြစ်လို့ Bruce က Selina သူ့ကိုရှောင်နေရတပတ်မကတော့ဘူး။သူ့စီရဲ့အပြေးလာဖို့မျှော်နေတယ်ဆိုရင်တော့ဒီလိုစာတစောင်နဲ့မရဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့လူစီရဟာစစ်တူရင်ခုံမှာဖွက်ထားတယ်။နေကမိုင်းလေးဝက်စာတွေကိုတွေ့သွားပြီးသူရလာတဲ့နံပါတ်အတိုင်းဖုန်းဆက်ကြည့်လိုက်တဲ့အခါ နေကမာငါဖုန်းဆောင်နေရ9မိနစ်ရှိသွားပြီလို့ပြောလိုက်ပါတယ်။လူစီရက်ကလည်းဒီမှာကောတော့မရှိဘူးလို့ပြောလိုက်ပြီ။မင်းပညာရှင်6ယောက်ကိုတက်သွားတာဝန်ခံမလို့လားလို့မေးလိုက်တဲ့အတွက်နေကမာကသူတို့ကငါမေးတဲ့ဘေးဒီကိုမဖြေနိုင်လို့ရွေးချယ်စရာမရှိပဲတက်ပြစ်လိုက်တာလို့ပြောလိုက်ပြီ။မင်းလည်းငါရဲ့ဘေးဒီကိုဖြေရမယ်လို့ပြောလိုက်ပါတယ်။လူစီရက်ကတော့မဖြေနိုင်ဘူးလို့ပြောလိုက်တဲ့အတွက်နေကမာကမဖြေရင်တက်တည်းအများကြီးဆုံးရှုံးရမယ်လို့ပြောလိုက်ပြီ။မနက်ဖြန်နေရုပ်ကဘီယမာနာရောက်တဲ့အချိန်တရဝါကြီးရဲ့ဝမ်းပိုက်ထဲမှာငါရဲ့နောက်ထပ်ပြတ်မှတ်တစ်ခုကိုရှာရမယ်လို့ပြောလိုက်ပါတယ် ဒီဘေရီကိုမဖော်နိုင်လူတွေထပ်တင်มาတည်တဲ့အတွက်လူစီရဲ့လည်းတေချာစဉ်းစားရပါတော့တယ်။တစ်ဖက်မှာတော့ဂေါ်တော်ဟာသူ့ရဲ့ဦးလေးနဲ့တောထဲမှာအမဲလိုက်ဖို့လုပ်နေရင်သူ့အဖေနဲ့ပတ်သက်တဲ့အကြောင်းပြောစရာရှိတာကိုပြောဖို့တောင်းဆိုလိုက်ပါတယ်။ဒီလိုနဲ့ဦးလေးဖြစ်သူကမင်းစည်းကွက်ကိုင်းဆိုတာကိုကြားဘူးလားလို့မေးလိုက်တဲ့အတွက်ဂေါ်တော်ဟာမကြားဘူးလို့ဟန်ဆောင်ပေးမယ်ဆိုပြီးရွယ်ပြောလိုက်ပါတယ်။ဦးလေးဖြစ်သူကတော့အဲ့ဒီစည်းကွက်ကိုင်းဟာဂေါ်တန်မြို့ရဲ့အသက်အကြီးဆုံးအချမ်းသာဆုံးနဲ့ဩဇာလွှမ်းမိုးမှုအရှိဆုံးမိသားစုတွေနဲ့စတင်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပြီးဂေါ်တန်မြို့ကိုဟန်ချက်ညီအောင်ထိန်းချုပ်ပေးတယ် ုပ်ချုပ်ရေးရန်နေရာတစ်ခုဖြစ်ခဲ့တဲ့အကြောင်းပြောပြလိုက်ပါရစေ။ခေါ်တော်ကတော့ဒီကိစ္စလျှို့ဝှက်ချက်ဆိုရင်အန်ကေကဘာလို့သိနေရလဲလို့မေးလိုက်တဲ့အတွက်ဦးလေးဖြစ်သူကတော့ငါနဲ့မင်းဖေကအဲ့ဒီဂိုင်းဖွဲ့ဝင်ဖြစ်ခဲ့တာလို့ပြောလိုက်ပြီးငါကတော့အခုချိန်နေဖွဲ့ဝင်ဖြစ်နေတော့မယ်လို့ပြောလိုက်ပါရစေ။ငါတို့ဖွဲ့ကမင်းကိုတိခိုက်အောင်မလုပ်ပါဘူးလို့ပြောလိုက်ပြီးငါတို့ဖွဲ့ဝင်တွေအားလုံးကမင်းကိုလည်းအရန်လေးစားကြပြီးတော့မင်းကိုလည်းအဖွဲ့ဝင်ဖြစ်စေချင်နေတာလို့ပြောပြလိုက်ပါရစေ။တစ်ဖက်မှာတော့ဟာဗေးတို့ကနေကမာပေးထားတဲ့သဲလွန်စားအတိုင်းအပေါင်းဆိုင်ပိုင်ရှင်ကိုဖမ်းခေါ်ထားလိုက်ပြီးလူစီရက်ကတော့အပေါင်းဆိုင်ပိုင်ရှင်ရဲ့နားမှာကပ်ပြီးစိုက်ကြည့်နေခဲ့ပါရစေ။ အပေါင်းဆိုင်ပိုင်ရှင်ကတော့ကျုပ်ကိုဘာလို့ဖမ်းလိုက်ရလဲကျုပ်ဘာမှမသိဘူးလို့ပြောလိုက်ပြီးဒီလိုတော့ဘာလို့အနားမှာရန်ကတ်နေရလဲလို့မေးလိုက်ပါတယ်လူစီရက်ကတော့စစ်စေးအရာရှိတော်တော်များများကတန်တဲ့တရက်ခန်းတွေကိုစိတ်မတည်မငြိမ်ဖြစ်အောင်လို့တမင်အနားမှာကတ်နေတာလို့ပြောလိုက်ပြီးခမရစိတ်တွေမတည်မငြိမ်ဖြစ်လာပြီလားလို့မေးလိုက်ပါတယ်အပေါင်းဆိုင်ပိုင်ရှင်ကတော့လူစီရက်စကားကြောင့်စိတ်ရှုပ်သွားပြီးဒီလိုကရဲရောဟုတ်ရဲ့လားဘာလားဟာဆိုပြီးပြောနေလိုက်ပါတယ်ဟာဘေးကတော့တန်တဲ့တရက်ခန်းတွေကိုစစ်စေးတဲ့အခါမှာအနုနီရောအကျန်းနီရောတုံးလို့ရတယ်လို့ပြောလိုက်ပြီးငါတို့အနုနီတုံးနေတာလို့ပြောလိုက်ပေးမယ် အပေါင်းဆိုင်ပိုင်ရှင်ကတေးလိုက်လေဆိုပြီးပြန်ပြောလိုက်တဲ့အတွက်ဟာဘေးကအေးကောင်းပြီလူစီရဲ့ဒီကောင်းကိုရိုက်กว่าဆိုပြီးပြောလိုက်ပါတော့တယ်လူစီရဲ့ကလည်းရိုက်တာနဲ့တာမလုပ်ဘူးတဲ့သူဆိုတော့ကြောင်သွားပြီဟာဘေးကတော့ငါအင်းကြီးကောင်းကောင်းဝတ်ထားတဲ့အတွက်ငါအင်းကြီးတွေစွန့်ပယ်လို့မရဘူးလို့ပြောလိုက်ကတန်တဲ့တရခံကိုရိုက်နှက်ဖို့လူစီရဲ့ကိုပဲခိုင်းလိုက်ပါတယ်လူစီရဲ့ကတော့ဒရဝါဆိုကြီးရဲ့ဝမ်းပိုက်ထဲမှာပြစ်မှတ်ကိုရှာရမယ်လို့ပြောထားတဲ့အတွက်ဟာဘေးကလည်းမင်းဒီကောင်းကိုဝမ်းပိုက်ထဲထိရှာခြင်းနဲ့ဆိုလဲရတယ်မင်းကြိုက်တယ်လို့သာလှုပ်ဆိုပြီးမြောက်ပေးလိုက်ပါတယ် ဒီလိုနဲ့ကြားတဲ့အပေါင်းဆိုင်ပိုင်ရှင်ရဲ့စိတ်တွေရှုပ်ထွေးလာပြီးသူ့ကိုရိုက်လိုက်ရင်ပြီးနေတာပဲဟာလို့ပြောလိုက်ပြီးငါဆိုင်ပိုင်ရှင်ရဲ့တီရီယိုအတွက်ဖုံးကွယ်ထားပေးရတဲ့သူတယောက်ပါလို့ပြောလိုက်ပါတယ်ဒီတော့မှလူစီရက်ကတီရီယိုဆိုတဲ့စကားဟာဂရိဘာသာစကားနဲ့သရဝါဆိုကြီးကိုခေါ်တာပဲလို့ပြောလိုက်ပြီးငကမာရှာခိုင်းတဲ့တဲလွန်စားရဲ့နေရာကိုတွေ့သွားပါတော့တယ်ဒီလိုနဲ့တီရီယိုစီရောက်တဲ့အခါမှာလဲတီရီယိုဆိုတဲ့လူကမရှိတဲ့အတွက်ဟာဗေးကတမျိုးလုံးကိုတက်လန့်ထားဖို့ပြောလိုက်ပြီးငါကတော့ရာရှိလောင်းလေးတွေကိုငါ့ရဲ့အတွေ့အကြုံတွေပြောရမှာမို့လို့တင်းနှံစင်းမွဲသွားအောင်ပဲလို့ပြောလိုက်ပြီး ားရဲ့ပုံစံကြည့်ကောင်းရဲ့လားလို့မေးလိုက်ပါတယ်။လူစီရက်ကတော့အဲ့ဒါခေါလုံလောက်ရမယ်အလုံးမဟုတ်ဘူးလားဆိုပြီးမေးလိုက်တဲ့အတွက်ဟာပေးလေနည်းနည်းတော့ရှက်သွားပြီ။ငါ့ရဲ့ရဲတစိပြတွေ့သေးလားဆိုပြီးစကားလက်ညောင်းလွှဲလိုက်ပါတယ်။တစ်ဖက်မှာတော့ဒေကမာရဲ့လောက်ရက်ကိုရေတွေစိုးနေတဲ့ပင်ကွင်းရဲ့အလောင်းကောင်တားနေတာဖြစ်ပြီးပင်ကွင်းကမင်းကငါမရှိရင်ဘာကောင်မှမဟုတ်ဘူးဆိုပြီးပြောနေခဲ့ပါတယ်။နေကမာကလည်းဒီစကားကိုလုံးဝလက်မခံတဲ့အတွက်ပင်ကွင်းရချက်ချင်းဆိုသလိုပဲစတိတ်စင်ဘောကအစိုးရဒီဇိုင်းနဲ့ဆက်စီကြက်ကြက်နေကမာကိုဆွဲဆောင်နေလိုက်ပါတယ်။နေကမာကဒီပုံစံကိုလုံးဝမကြည့်နိုင်တော့တဲ့အတွက် ဒေါသတကြီးနဲ့တားလိုက်ပြီးမှန်တယ်မင်းကိုငါတက်လိုက်မိတာငါရဲ့တစိုက်တစ်ပိုင်းကိုတက်လိုက်တယ်လို့ပဲဆိုပြီးဝန်ခံလိုက်ပါတော့တယ်ဒါပေမဲ့နေကမာငါဘာပဲပိဆက်ပိဆက်ရှစ်ဆက်ဖို့နီးလန်းရှာမှာပဲမင်းမရှိဘဲနဲ့ငါရဲ့ဘဝကိုအသက်တစ်ဖန်ပြန်မွေးဖွားမယ်လို့ပြောလိုက်တာကြောင့်ပင်ကွင်းကတော့ပင်ကွင်းမရှိရင်နေကမာဆိုတာလည်းမရှိဘူးဆိုပြီးဒေါသတကြီးနဲ့အော်ဟစ်နေကနေကမာကတော့သူ့ကောင်းထဲမှာမြေချောက်လန့်နေခဲ့တယ်ပင်ကွင်းရဲ့အတွေးပုံရိပ်စိုးကိုနှုတ်ဆက်ကြောခိုင်းခဲ့ပါပြီတစ်ဖက်မှာတော့တီရီယိုဆိုတဲ့လူကတည်ဆုံသွားခဲ့တာဖြစ်ပြီးသူ့ရဲ့ဝမ်းပိုက်မှာတော့ပြက်ရှရာကိုစတာပလာနဲ့ပြန်ချုပ်ထားတာကိုတွေ့ရပြီး လူစီရက်ကတော့အဲ့ဒီလူရဲ့ဝမ်းပိုက်ထဲမှာတခုခုရှိရမယ်လို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲဘိုက်ထဲကနေတွေ့လိုက်ရတဲ့အရာကတော့ဟာဘေးရဲ့ရဲတစိတ်ပါ။ဒါကြောင့်မယ်လူစီရက်ဟာလူသက်သမားရဲ့နောက်ထပ်ပြစ်မှတ်ကဟာဘေးဆိုတာကိုသိသွားပြီးအမြန်လိုက်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟာဘေးကတင်တန်းစစ်မွေးကိုရောက်နေတာဖြစ်ပြီးအရာရှိလောင်းနေရဲ့ရှေ့မှာစကားပြောဖို့အတွက်လေ့ကျင့်နေကြတာပါ။ဒီလိုနဲ့ဟာဘေးစီကိုနေကမာရောက်လာပြီးအဲ့ဒီချိန်မှာပဲလူစီရက်စီကနေဟာဘေးစီကိုဖုန်းဝင်လာတဲ့အတွက်နေကမာကသူ့အကြောင်းကိုပြောမလို့ဆိုတာကိုရိပ်မိသွားပြီးချက်ချင်းပဲဟာဘေးကိုမေးစင်းနဲ့အုပ်ပြီးဖမ်းလိုက်ပါတော့တယ်။ တစ်ဖက်မှာတော့ဘရုစ်ဟာဆယ်လီနာရှိရာစီကိုတွတ်ရှာခဲ့ပေမယ့်သူ့အမိန်နဲ့ပတ်သက်ပြီးစိတ်နာနေတဲ့ဆယ်လီနာဟာဘရုစ်ကိုမကြိုဆိုခဲ့ပါဘူးဘရုစ်ကလည်းနင်ဒီလိုဆက်ဆံမယ်ဆိုရင်ဘာလို့ငါ့ရဲ့စာတိုက်ပုံးထဲမှာစာထားခဲ့သေးတာလဲလို့မေးလိုက်တဲ့အတွက်ဆယ်လီနာကငါဘာစာမှမထားခဲ့ဘူးလို့ပြောလိုက်ပြီးငါ့ကိုနောက်ထပ်လာမရှာနဲ့လို့ပြောသွားပါတော့တယ်ဒီလိုနဲ့ဆယ်လီနာထွက်သွားပြီးတဲ့နောက်မှာတော့ဘရုစ်ဟာလမ်းမရကောင်လေးရင်နဲ့ရန်ဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာတော့နီကမာဟာဟာဗေးကိုဖမ်းထားလိုက်ပြီးအရာရှိလောင်းတွေကိုဟာဗေးကိုဖမ်းထားတဲ့အကြောင်းပြောပြလိုက်ပြီး ဘယ်ဒီပု္ပ္ပာတစ်ခုကိုမေးလိုက်ကသူ့ရဲ့ဘယ်ဒီကိုသူ့ဘာသူပဲပြန်ဖြေလိုက်ပြီးရရှိလောင်းနေရှိတဲ့အခန်းထဲကိုအစိတ်ငွေတွေလွတ်ခဲ့လိုက်ပါတော့တယ်ဒီလိုနဲ့လူစီရဲ့ဟာရဲတွေနဲ့ရောက်လာပြီးနေကမာတဲလွန်စားခြံထားခဲ့တဲ့သူဟာလူစီရဲ့ကိုဖောက်စီလို့ခေါ်လိုက်တဲ့အတွက်လူစီရဲ့ကငါ့ကိုဖောက်စီလို့ခေါ်တာနေကမာတရားဝဲရှိတယ်ဆိုပြီးလူသက်တရားခံနေကမာဆိုတာကိုသိသွားခဲ့ပါတယ်အဲ့လိုနဲ့နေကမာစီဖုန်းဆက်လိုက်တဲ့အခါမှာတော့နေကမာကမင်းတို့ရရှိလောင်းနေအလုံးရဲ့အခန်းထဲကိုငါအစိတ်ငွေတွေလွတ်ထားပြီးပြီလို့ပြောလိုက်ပြီးဖြေစေလိုချင်တယ်ဆိုရင်တော့ငါနဲ့အတူဂိမ်းတစ်ခုလာဆောက်ရမယ်လို့ပြောလိုက်ပါတယ်နေကမာက မင်းတယောက်တည်းအပေါ်တော့လာဆော့ရမှာလို့ပြောလိုက်ပြီရဲတွေကိုခေါ်လာမယ်ဆိုရင်တော့အရာရှိလောင်းတွေရောဟာဘေးပါတည်ရမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့အပေါ်တော့တက်သွားလိုက်တဲ့အခါမှာတော့ဟာဘေးကိုလေကားလက်ရန်အစောမှကျိုးတုပ်ထားတာကိုတွေ့ရပြီဟာဘေးထိုင်နေတဲ့ထိုင်ကုန်းကိုကျိုးသုံးယောက်နဲ့ဆွဲထားခဲ့ပါတယ်နေကမာကအရာရှိတွေအတွက်အစိတ်ဖြေစေကိုဟာဘေးရဲ့လက်ဘင်းမှာချိန်ဆွဲပေးထားလိုက်ပြီလူစီရက်ကိုဘေးဒီသုံးခုမင်းမယ်လို့ပြောလိုက်ကဘေးဒီတစ်ခါမဖြေနိုင်ကျိုးတစ်ချောင်းအောင်ဖြတ်မှဖြစ်ပြီဘေးဒီသုံးခုလုံးမဖြေနိုင်ရင်တော့ကျိုးသုံးယောက်လုံးဖြစ်ဖြစ်မှဖြစ်ကအစိတ်ဖြေစေနဲ့အတူ ဒီအစင်းမြင့်နှုတ်တိုက်တော်ဝါကြီးပါအောက်ကိုပြုတ်ကျသွားမယ်လို့ပြောလိုက်ပါတော့တယ်။လူစီရက်ကတော့ငါမန်ရင်ရောဘာရမှာလဲလို့မေးလိုက်တဲ့အတွက်နေကမာကမင်းအဖြစ်တစ်ခုမန်ရင်ကိုရပြီလို့ပြောလိုက်ပြီ။အဖြစ်မှန်တာနဲ့အားလုံးအသက်ရှင်ခွင့်ရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့နေကမာဟာပထမမေးခွန်းအနေနဲ့အခန်းတစ်ခုကိုနှလုံးသားတစ်ခုထဲနဲ့ဖြည့်လို့ရတယ်။ကျောက်လိုမျိုးတခြားသူတွေမှလည်းရှိချင်ရှိမယ်။ဒါပေမဲ့မျှဝေပေးလို့မရဘူး။အဲ့ဒီတော့အဖြစ်ရပါလဲလို့မေးလိုက်ပါတယ်။လူစီရက်ကလည်းဘာမှစဉ်းစားမနေပဲအချစ်လို့ပြောလိုက်တဲ့အတွက်နေကမာအံ့ဩသွားပြီ။မဟုတ်ဘူးလုံးဝမဟုတ်ဘူး။ အဖြစ်မှန်အထီးကျန်မှုกว่าလို့ပြောလိုက်ပြီဘာဖြစ်လို့ဒါလေးတော့မသိရတာလဲလို့ပြောလိုက်ပြီးတော့ဒေါသတကြီးနဲ့ကျိုးတစ်ချောင်းတော့ဖြစ်ပါတော့တယ်ကျိုးတစ်ချောင်းဖြစ်လိုက်တဲ့အတွက်ဟာဝေးထိုင်နေတဲ့ထိုင်ကုန်ကြီးကလည်းလှုပ်လာတာမို့လို့ဟာဝေးကတော့အောက်ကုန်ငုံကြည့်ရင်သူပြုတ်ကျမဲ့အရေးလန့်လို့အော်နေခဲ့ပါတယ်ဒီလိုနဲ့ဒုတိယဗေဒီအနေနဲ့ငကမာကငါအဖွဲတစ်ခုရဲ့အဖွဲဝင်ဖြစ်နိုင်တယ်ဒါပေမဲ့လုံးဝရောလို့မရဘူးဒါဆိုငါကဘာလဲလို့မေးလိုက်တဲ့အတွက်လူစီရက်ကနှင်းပွင့်ဆိုပြီးဖြေချလိုက်ပါတယ်ဒီကမာလည်းငကမာဒေါသတကြီးနဲ့အဖြစ်မှန်တစုံတယောက်ဆိုပြီးပြောလိုက်တဲ့အတွက် လူစီရက်ကတော့သူဖြေတဲ့နင်းပွင့်ဆိုတဲ့အဖြေကမင်းကုန်းနဲ့ကိုက်ညီမှုရှိတယ်လို့ပြောလိုက်ပေးမယ်။ဒီကမားကတော့မင်းငါပြောတာကိုသဘောမပေါက်ဘူး။ငါလိုချင်တဲ့အဖြေကိုပဲမင်းပေးရမှာဆိုပြီးနောက်ကျိုးတစ်ချောင်းတက်ဖြတ်ပါတော့တယ်။ဒီလိုနဲ့နေကမားဟာပင်ကွင်းပြောတာမှန်တယ်။ငါရဲ့ဘေးဒီကိုဖြေနိုင်တဲ့သူကခေါတော်တယောက်ပဲရှိတယ်လို့ပြောလိုက်ပြီးလူစီရက်ကိုဒေါသတကြီးနဲ့တနက်နဲ့ချိန်ထားလိုက်ကမင်းကငါလိုချင်တဲ့ရန်သူမဟုတ်ဘူးဆိုပြီးစိတ်တွေမထိန်နိုင်ဖြစ်နေခဲ့ပါတယ်။အဲ့လိုနဲ့နေကမားကဒေါသတွေကိုပြန်ထိန်ချုပ်လိုက်ပြီးနောက်ဆုံးဘေးဒီတစ်ခုအနေနဲ့မင်းလှူရှားမှုမှန်သမျှကိုခန်းစားရတယ်။မင်းတွေးလိုက်တိုင်းသိနေတယ်။ မင်းမွေးကလေးအတူရှိနေပြီမင်းတေတာကိုစောင့်ကြည့်နေမှာအဖြစ်ရပါလဲလို့မေးလိုက်ပါတယ်လူစီရက်ကချက်ချင်းဆိုသလိုပဲမင်းဘာကြီးလုတ်ခဲ့တာလဲလို့မေးလိုက်ကပင်ကွဲကိုမင်းတခုခုလုတ်လိုက်ပြီမလားလို့မေးလိုက်တဲ့အတွက်ညီကမရဲ့ပုံစံအရလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတာမို့လို့လူစီရက်ကမင်းပင်ကွဲကိုတက်လိုက်တာမလားလို့မေးလိုက်ပါတယ်ညီကမကတော့လူစီရက်မေးတာအောင်မဖြေပဲသူ့ရဲ့ဘေးဒီကိုပဲပြန်ရွတ်ပြပြီးမေးလိုက်တဲ့အတွက်လူစီရက်ကပုံရိပ်ရောင်ဆိုတဲ့အဖြေကိုပေးလိုက်ပါတယ်ဟာဘေးကတော့ဒီတစ်ခါလဲအဖြေမားပြီးအထင်နဲ့ဘာလို့မေးခွန်းသုံးခုပဲရှိရတာလဲဆိုပြီးဒေါသတကြီးအော်နေခဲ့ပါတယ် အဖြေမှန်သွားခဲ့ပေမဲ့ဟာဗီရဲ့ဝဲကိုမထိန်နိုင်တဲ့ကျိုးတစ်ချောင်းကပြတ်ကျလာတဲ့အတွက်ကလေးကနေပြုတ်ကျလာတဲ့ဟာဗီကိုလူစီရက်ကဖမ်းဆွဲရပြီးကယ်ပေးခဲ့ပါတယ်။နေကမားကတော့ကျိုးပြတ်ပြီးပြုတ်ကျသွားတဲ့ဟာဗီကိုလှည့်တော်မကြည့်ခဲ့ပါဘူး။တစ်ဖက်မှာတော့ဘရုစာလမ်းကြားထဲကထွက်လာနေတုန်းမှာပဲသူ့ရဲ့ပုံလူကောင်လေးကိုတွေးလိုက်ရပြီ။အဲ့ဒီကောင်လေးကသူ့နဲ့တပုံစံနဲ့တူအောင်ဝတ်စားအစပြင်ဆင်ထားတာမို့လို့သူ့ရဲ့နေရာမှာလူစားလဲတော့မယ်ဆိုတာကိုရိပ်မိသွားပါတယ်။ဒီလိုရိပ်မိသွားပေမဲ့လည်းပုံလူကောင်လေးရဲ့လက်ဦးသွားပြီးဘရုစရဲ့လဲဘင်းကိုမေးစေးတွေထိုးထည့်လိုက်တာ ငါ့ကိုဒုတိယဘရုစ်ဝိန်းလုပ်ဖို့အတွက်ဒေါက်တာဆွေးရန်ဖန်တီးပေးခဲ့တာပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘရုစ်ရဲ့ပုံလူကောင်းလေးဟာဘရုစ်ဝိန်းရောင်ဆောင်ပြီးအဖရက်ရှိရာစီးပြန်သွားခဲ့ပါတယ်။အဖရက်ကလည်းမျက်နှာကြီးကြီးလေးလေးနဲ့ပြန်လာတဲ့ဘရုစ်ကိုတွေ့လိုက်ရတဲ့အတွက်ဆယ်လီနာနဲ့အဆင်ပြေလာတယ်လို့ထင်သွားပြီးဘရုစ်စားဖို့အတွက်ပိုင်မုတ်ကိုပြင်ဆင်ပေးမယ်လို့ပြောလိုက်တဲ့အခါပိုင်မုတ်ကိုမုန်းနေပါတယ်ဆိုတဲ့ဘရုစ်ကဘာမှအထွတ်မတတ်ပဲကြီးကြီးတက်တက်ကြီးလက်ခံလိုက်တာမို့လို့အဖရက်လည်းနည်းနည်းတော့အံ့ဩသွားပါတယ်။တစ်ဖက်မှာတော့ဂေါ်လွန်ရဲ့ဦးလေးဟာ ငါနဲ့မင်းဖေနဲ့ဇီးကွက်ကိုင်းနဲ့ဝင်ခဲ့တာကောင်းတာလောက်ရမယ်ထင်လို့ဂုံယူဝင်ကြွားစွာနဲ့ဝင်ခဲ့တာလို့ပြောလိုက်ပြီအဖွဲရပဲငါတို့ကိုညာနေခဲ့တာလားငါတို့ကပဲကိုကိုကိုညာနေခဲ့တာလားမသိတော့ဘူးဆိုပြီးပြောလိုက်ပါတယ်ဦးလေးဖြစ်သူကငါအရင်တော့ဇီးကွက်ကိုင်းကိုအရင်လေးစားအထင်ကြီးတဲ့အတွက်အခုချိန်နေငါသစ္စာရှိမယ်လို့သူတို့ကထင်နေကြမှာပဲဒါပေမဲ့သူတို့ကိုင်းကိုငါ့ရဲ့အသွေးတဲ့အသားတဲ့ကနေပြီးဆက်ဆုပ်ယွန်းရှာတယ်လို့ပြောလိုက်ပါတယ်ခေါ်တော်ကလည်းအခုမှဘာလို့စိတ်ပြောင်းသွားတာလဲလို့မေးလိုက်တဲ့အတွက်မင်းဖေကသူတို့လောက်ရက်တွေကိုတိတ်သွားရင်ငါ့ကိုလာပြောပြခဲ့တယ်ဒါပေမဲ့ငါနားမထောင်မိခဲ့တဲ့အတွက် မင်းဖေကိုဆုံးရှုံးလိုက်ရတယ်လို့ပြောလိုက်ပါတယ်။ကော်ရုံကတော့မဟုတ်ဘူးအဖေသေးတော့ကျွန်တော်ဘေးမှာရှိတယ်။အဖေကိုရမူးနယ်ကားသမားတိုက်သွားတာလို့ပြောလိုက်ပေးမယ်။ဦးလေးဖြစ်သူကတော့အဲ့လိုပုံစံမျိုးဖြစ်အောင်ဇီးကွက်ကရန်တမင်အကွက်ချစီစဉ်ခဲ့တာလို့ပြောလိုက်ပြီးသူတို့ရဲ့အကြောင်းမင်းဖေရဲ့ဖော်လိုက်မှာဆိုလို့မင်းဖေကိုတက်ပစ်လိုက်တာလို့ပြောလိုက်ပါတယ်။ကော်ရုံကတော့ဒေါသထွက်သွားပြီးဒီအကြောင်းတွေကိုဘာလို့ခုမှလာပြောနေရတာလဲလို့ပြောလိုက်ပြီးလွန်ခဲ့တဲ့နှစ်20တုန်းကအဖေဆုံးသွားလို့ကျွန်တော်နဲ့အမေအတွက်အားကိုးရမဲ့နေတဲ့အချိန်မှာဦးလေးကဘယ်ရောက်နေခဲ့တာလဲလို့မေးလိုက်ပါတယ်။ဦးလေးဖြစ်သူကတော့ငါ့မှာရွေးချယ်စရာမရှိခဲ့ဘူးလို့ပြောလိုက်ပြီး သူတို့ဂိုင်းပေါ်မှာတစ္ဆာရှိမှုကိုပြဖို့အတွက်ငါ့ကိုနိုင်ငံသားကိုပို့ခဲ့ကြတာလို့ပြောလိုက်ပါတယ်။ကော်ရုံကတော့ကိုညီကိုတတ်ခဲ့တဲ့ဂိုင်းကိုတစ္ဆာရှိရောင်ပြနေစရာလိုသေးလို့လားလို့မေးလိုက်တဲ့အတွက်ဦးလေးဖြစ်သူကငါအဲ့ဒီတော့အဲ့လိုမှမလုပ်ရင်ငါ့ကိုပါတတ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ကော်ရုံကလည်းဒါဆိုလည်းခုမှဘာလို့ဒီစကားကြီးလာပြောနေရလဲလို့မေးလိုက်တဲ့အတွက်ဦးလေးဖြစ်သူကမင်းဒီဂိုင်းနဲ့ဝင်မလားလို့ငါလာမေးတာမင်းသာဝင်မယ်ဆိုရင်တော့ဒီဂိုင်းကိုလက်တော့ပြန်ဖို့မင်းရဲ့အကူအညီကိုပါငါရပြီလို့ပြောလိုက်ပါတယ်။အရင်တော့ကဈေးကွက်ကောင်ဖြိုးချဖို့အတွက်စူးစမ်းတဲ့သူတွေရှိခဲ့ပေမဲ့ဘသူမှမအောင်မြင်ခဲ့ဘူးလို့ပြောလိုက်ပြီးတော့ မင်းနိုင်ငံနဲ့သာအတွင်းလူအဖြစ်နဲ့လုပ်မယ်ဆိုရင်ငါတို့နှစ်ယောက်ပေါင်းပြီးဂေါ်တန်မျိုးကြီးကိုဒီမိုကရေစီရအောင်ပြန်ဆောင်ခြင်းပေးနိုင်တယ်လို့ပြောလိုက်ပါတော့တယ်။ကော်ရုံကတော့ကျွန်တော်ဦးလေးကိုဘယ်လိုယုံရတော့မှာလဲ။ဘာကြောင့်ယုံရတော့မှာလဲ။မိသားစုဝင်မို့လို့လားလို့မေးလိုက်တဲ့တော့ဦးလေးဖြစ်သူကလည်းမင်းတစ်ခုခုကိုတော့ယုံရမှာပဲလေလို့ပြောလိုက်ပါတယ်။တပတ်မှာတော့ဟာဘေးတို့ကနေကမာကိုဖမ်းမမိသေးပဲ။နေကမာကတော့လူစီရဲ့ကားထဲမှာဝင်ပြီးပုံမိဆောင်နေခဲ့တာပါ။ဒီလိုနဲ့သူ့ကားထဲဝင်လာတဲ့လူစီရဲ့ကိုနေကမာကတနက်နဲ့ချိန်ထားတဲ့အတွက်လူစီရက်ကတော့မင်းထားခဲ့တဲ့အစိတ်ဖြေဆေးဆိုတာစပြစ်ဖြော်ရည်ပဲလို့ပြောလိုက်ပြီ အရာရှိတွေကိုတကယ်အစိမ့်ငွေနဲ့တတ်တာလည်းမဟုတ်ပဲနဲ့ဘာလို့ဒီကစားပွဲကိုဖန်တီးနေရတာလဲလို့မေးလိုက်ပါတယ်။နေကမားကလည်းငါ့ရဲ့ရည်ရွယ်ချက်ကအရာရှိလောင်းတွေကိုအစုလိုက်ပြုံလိုက်တတ်ဖို့မဟုတ်ဘူးလို့ပြောလိုက်ပြီ။မင်းကငါ့ရဲ့ကစားပွဲထဲဝင်ပါစေချင်တာလို့ပြောလိုက်ပါတယ်။လူစီရက်ကတော့မင်းပင်ငွေနဲ့အတူနောက်ထပ်လူ6ယောက်တတ်ထားတာဘာကြောင့်လဲလို့မေးလိုက်တဲ့အတွက်နေကမားကမင်းကောက်ချစ်ဘူးလားဖောက်စီလို့မေးလိုက်ပြီ။ငါ့ရဲ့တပွားလုံးငါခန္ဓာကိုယ်ထဲမှာတစုံတစ်ယောက်ရှိတယ်လို့ငါခံစားနေခဲ့ရတယ်။အဲ့ဒီတယောက်ကအရန်တော်အရန်ထက်မြက်အရန်စမတ်ကြပြီ။ လူတိုင်းကကြောက်ကြတဲ့ပုံစံမျိုးဖြစ်ပေမဲ့အဲ့ဒီဒစိတ်တစ်ပိုင်းရဲ့ဖြစ်တည်မှုကိုဘသူမှမမြင်နိုင်ခဲ့ဘူးလို့ပြောလိုက်တဲ့အတွက်လူစီရက်ကလည်းပင်ကွင်းရမယ်မြင်ခဲ့တာမှတ်လားလို့မေးလိုက်ပြီးဒါဆိုရင်လည်းဘာလို့သူ့ကိုတတ်ခဲ့သေးလဲလို့မေးလိုက်ပါတယ်။နိကမကတော့ဒီကောင်ကငါ့ရဲ့ချစ်သူကိုတတ်သွားလို့ပြန်လက်စားချေတာလို့ပြောလိုက်ပြီးငါ့ရဲ့ကိုယ်ထဲမှာမြုပ်နေတဲ့စမတ်ကြတဲ့လူတစ်ယောက်ကိုဆွဲထုတ်ဖို့အတွက်မင်းမဲကူညီပေးခဲ့တာဆိုပြီးလူစီရက်ကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။လူစီရက်ကတော့မင်းပင်ကွင်းအပါဝင်လူခုနှစ်ယောက်တောင်တတ်ပြီးသွားပြီလို့ပြောလိုက်ပြီးမင်းကလူသက်သမားဖြစ်တယ်ဆိုတာကိုလည်းငါတို့ဂေါသန်တစ်မျိုးလုံးကိုညင်ညာပြီးပြီလို့ပြောလိုက်က င်းရဲ့အတွင်းစိတ်ထဲမှာကောင်းနိုင်ရှိနေသေးတယ်ဆိုရင်မင်းရဲ့စိတ်ကိုကုသဖို့လိုနေတဲ့အတွက်ဒီလောက်နဲ့ပဲရတန်းရက်လိုက်ပါလို့ပြောလိုက်ပါတယ်။ဒီတော့မှငကမာအတိတရားပြန်ဝင်လာပြီ။ငါပုံစံအယူတယောက်နဲ့တူနေပြီလားလို့မေးလိုက်တဲ့အတွက်လူစီရက်ကလူတိုင်းအဲ့လိုထင်နေကြပြီလို့ပြောလိုက်ပါတယ်။ငကမာကတော့ငါရဲ့အခြေဆုံးတငယ်ချင်းပင်ကွင်းကိုငါတတ်လိုက်ပြီးတဲ့နောက်မှာတော့ဒီကောင်ကငါ့အတွက်လမ်းပြဆရာလားရန်သူလားဆိုတာကိုသိရဖို့အတွက်ဒီအဖြစ်ကိုရှိုင်းလူတွေတက်မိသွားတာလို့ပြောပြလိုက်ကအခုတော့ငါကောင်ကဘာလုပ်လဲဆိုတာကိုသိသွားပြီလို့ပြောလိုက်ပြီ။ငါဘေဒီဝတ်သမားတယောက်ပဲလို့ပြောလိုက်ပါတော့တယ်။ ဒီလိုနဲ့နေကမာဟာလူစီရက်ကိုတနတ်တင်နဲ့ရိုက်ထားခဲ့လိုက်ပြီမနက်မိုးလင်းတဲ့အခါမှာတော့ပင်ကွင်းကိုတက်ခဲ့တဲ့ကန်းနာကိုပြန်သွားလိုက်ကသူမြင်နေရတဲ့ပင်ကွင်းရဲ့ပုံရိပ်ရောင်ကိုငါတို့နှစ်ယောက်ရဲ့ခင်မင်မှုဟာငါအတွက်တော့အရန်ရေးပါခဲ့တယ်လို့ပြောလိုက်ပြီမင်းကိုအလေးလဲထားခဲ့တယ်လို့သတိလဲရတယ်လို့ပြောလိုက်ပါတယ်ပင်ကွင်းရဲ့ပုံရိပ်ရောင်ကတော့ငါ့ကိုတက်ခဲ့ပြီးတော့မှဒီလိုလေလာပြောနေသေးရလားလို့ပြောလိုက်ပြီမင်းကိုအခုရဲတွေအားလုံးကလိုက်ရှာနေကြတဲ့အတွက်မင်းလိုဘေးဒီဖွက်သမားကိုဘသူမှကြောက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်နေကမာကတော့သူတို့ငါ့ကိုကြောက်လာကြအောင်ပါလို့ပြောလိုက်ပြီသူ့ရဲ့စိတ်ကြစည်တွေကိုမြစ်ထဲကိုလွှတ်ပစ်လိုက်ရင် သူ့ရဲ့တစိမ့်ပိုင်းဖြစ်တဲ့အားနည်းတဲ့နေကမာကိုပါမြင့်ရင်နဲ့အတူမျောပါစေခဲ့ပါတယ်။တစ်ဖက်မှာတော့ပင်ကွင်းကမသေးသေးပဲပြန်ရှင်လာတာကိုတွေ့ရပြီးပင်ကွင်းကိုကယ်ပေးထားတဲ့သူကတော့အပင်တွေကိုချစ်တဲ့ IV ပဲဖြစ်နေခဲ့ပါတယ်။ IV ကအခုမှသတိရလာတဲ့ပင်ကွင်းကိုရှင်းအောင်သတိပြန်ရလအောင်အချိန်နဲ့အတော်ကြာပြုစုပေးခဲ့ရတယ်လို့ပြောပြလိုက်ပြီးပင်ကွင်းကတော့သူသတိပြန်ရရခြင်းပါပဲ။ငါလက်စားချေရမယ့်လူတစ်ယောက်ရှိတယ်လို့ပြောလိုက်ပါတော့တယ်။ တစ်ဖက်မှာတော့ဂေါ်ရွန်ရဲ့ဦးလေးကဂေါ်ရွန်နှုတ်မဆက်ပဲထွက်သွားခဲ့ပြီးဇီးကွက်ကိုင်းကကက်သရင်းဆိုတဲ့အမျိုးသမီးနဲ့တွေ့ဆုံကဂေါ်ရွန်အဖွဲထဲဝင်ဖို့ဖြောင်းပြနေတဲ့အကြောင်းပြောပြလိုက်ပါတယ်။ကက်သရင်းကတော့ငါတို့မှဖြောင်းပြနေဖို့အချိန်မရှိဘူးလို့ပြောလိုက်ပြီးဘရုစ်ရဲ့ကိုဘွားကတော့အစင်းသင်းဖြစ်နေပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အဖန်ကန်နာရတဲ့ဘရုစ်ဝိန်းကတော့ဂေါ်တန်မျိုးမဟုတ်တဲ့နင်းနေဖုံးလန်းနေတဲ့တောင်တစ်ခုပေါ်ကိုရောက်နေတာဖြစ်ပြီးလူသူရောက်ပေါက်မရှိတဲ့နင်းတောင်ကြီးရဲ့အချုပ်ခန်းထဲမှာဖန်ကန်နာတာကိုတွေ့ရကဒီပိုင်းလေးအဆုံးသတ်သွားတာမို့လို့ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာအပိုင်း၁၆မှာကြည့်ရှုရမှာပါ။